ားလုံးမင်္ဂလာပါဒီနေ့တရားသင်မတင်ခန်းစာကတော့အခန်းနီးလေ့ကျင့်ငယ်1.5ကနံပါတ်9က25ကျန်တဲ့နေရာဖြစ်ပါတယ်အမှားဆိုရင်နံပါတ်9မှာဆိုရင် one mile four the power 6ဘိုးမှာဒီလို one mile four square နဲ့ဒီကစားရတာပါအခြေတူပြီးစားရတဲ့ဓာတ်ညွှန်တွေဒီကနှုတ်ပေးရမယ်နောက်ခြားရနေတော့ဒီကလေ့ကျင့်နေနော်ဟို1.4လေးတက်ပါ1.4လေးတက်ကိုရှိုးတွက်တဲ့ခါမှာ1လေး1က1လေးတက်က လေးရပြီတော့လေးလေးတက်က256ရပါတယ်ဟုတ်ကနံပါတ်8ပါအမရှိကားတော့ -8 ဘန်3ဟိုရယ်11ဖြစ်ပါွား11ကို -8 ဘန်3ပါဝါ9နဲ့ဆိုတာစားပြီးတယ်အခြေတူပြီးစားပြီးတယ်ထင်ညွန်နေနှုတ်ပြရမယ်နော် -8 ဘန်3ကိုပြန်ရင်းမယ်11 -9 ပေါ့နော်ဒါဆိုရင်17တရား9နှုတ်ယူတာနှစ်ကျန်တယ်ဒါဆိုရင် -8 ဘန်3နှစ်ထပ်ပေါ့နော် မိုင်းနက်ဂိမ်းတွေမှာဒီနှစ်ထပ်တင်မစီကျတော့အပေါင်းလက္ခဏာရထွက်ပါတယ်။အတင်းရင်းရှင်းနှစ်ထပ်ဆိုတာကရှိရှိလေးရှင်းနေလေးစချောက်ပေါ့ပေါ့နော်ရှင်းနှစ်ခါမြောက်တာပါရှိရှိလေး64လေးသုံးနှစ်ထပ်ကကျတော့33လေးဟုတ်နော်အဲ့ဒီမှာမားတဲ့မားတတ်တယ်နော်ရှင်းတဲ့26 36ဆိုပြီးတော့မားတတ်ပါတယ်အဲ့ဒါလေးသတိထားလို့ပါပြီးလို့ရှိရင်ကျတော့နံပါတ်9ပါနံပါတ်9ကတော့ -5 power -1 +-1 power -5 ဖြစ်ပါတယ်သူလဲအဲ့ဒီမှာ minus 1 power minus 1ကို minus 5 power minus 1ကိုဆိုတာအနုလက္ခဏာပြချင်လို့ရှိရင်ပိုင်းချီမှာရေးပါတယ်ရေးပါတယ်1 power minus 5တစ်ထပ်ပေါ့နော်အဲဒီပေါ်ကထညွန်းတစ်ကဘာလို့ပေါင်းဖြစ်သွားတယ်နောက်က minus 1 to the power minus 5ကိုလည်းအဲ့ဒီတိုင်းပဲပိုင်းချီကိုပြည့်တဲ့ခါမှာနော်5ဖြစ်သွားတယ်ဒါဆိုရှင်တို့အဲရှေ့ဆုံးကဟာ1 minus 1 by 5ဖြစ်သွားတယ်ဘာဒီ minus လေးကကျတို့အရှိမှာပို့လိုက်ကြပါတော့1 by 5ဖြစ်သွားတယ်ဒါဆိုရင်1 by 1ကကျတို့တစ်နဲ့ညီရဲ့ဆိုတော့ကျတို့အရှိမှာ minus ပါတော့ minus 1 ါတင်မိုင်းနက်1မှာဖိုက်တဲ့ကမိုင်းနက်1နဲ့သူပြက်ကမှာ1ကဒီလိုပိုင်းနေနေအောင်ညှိမစင်း၅ဘိုင်း၅ဘိုင်းပေါ့နော်အဲ၅ဘိုင်း၅ဘိုင်းဆိုတင်းနေကြီးရဲ့ဒါကြောင့်မို့၅ဘိုင်း၅ဘိုင်းနဲ့၅ဘိုင်း၃ဘိုင်းနဲ့ဆိုတော့ဒီလိုဘယ်လောက်ရလဲဆိုရင် minus 7.5ရပါတယ်ပေါ့နော်နှစ်ခုကအခြေတူအဲပိုင်းကြီးကိုညှိပြီးတော့ဒီလိုကပေါ့ဒါတော့ပေါင်းနေတာပေါ့နော်လက္ခဏာတူကပေါင်းနေတာပါနောက်ပါနံပါတ်10ပါနံပါတ်10ကကျတော့ -3 power 0 into -3 power minus 1 minus 3 power minus 2 minus 3 power minus 3ပေါ့နော်ဒါဆိုအခြေတူကြီးနှစ်ရပြည့်တဲ့ထိုင်ကျွန်းနေပေါင်းမိရပါတယ်0ရဲ့ minus 1ရဲ့ minus 2ရဲ့ minus 3ရဲ့ပေါင်းတဲ့အခါမှာကျွန်တော် draw ရလဲဆိုရင်နော် minus 6ရပါတယ်ပေါ့နော် minus 6ရတယ်အဲ့ဒီ minus 6ကိုကျွန်တော်ပြောချင်လို့ဆိုရင်ပိုင်းကြီးကိုပို့လိုက်မယ်နော်ဒါဆို minus 3ကို6ပါဆိုလို့ရှိရင်ကျွန်တော်ကပိုင်းအနောက်ဘေးနေရဲ့ထိုင်ကျွန်းကနော်အစုံငယ်ဆိုလို့ရှိရင်ကျွန်တော်အပေါင်းငယ်ရထွက်ပါတယ်ဒါဆို minus 3ကို 6ကပေါင်းရတဲ့ခါမှာကျတို့က929ရပါတယ်။ sin ဝင်1ကတော့1ပဲနော်။နောက်ကနံပါတ်7ပါ minus 3 by 2မှာ power minus 2နော်။နောက်တစ်ခုက minus 3 by 2 power minus 3။အဲ့ဒီမှာကျတို့ကပေါင်းလာတာပေါ့နော်။ပေါင်းလာတာဖြစ်တဲ့အတွက်အလဲကမှာပေါင်းဖြစ်တဲ့အတွက်ကျတို့ minus 3 by 2ကို power minus 2ကို ပိုင်းချိန်မှာမပို့တော့ဘဲနဲ့ဂျီကိုဘာလို့လို့ရလဲဆိုရင်အပေါ်ကမိုင်းနဲ့ဒူးကိုအပေါင်းပြည့်စေချင်လို့ရှိရင်အပိုင်းကိုပြန်ပြန်လည်နိုင်ရပါတယ်။အဲဒါဆိုရင်မိုင်းနဲ့3 by 2က2 by 3ဖြစ်သွားမယ်။အပေါ်ကထန်ညွန်းနစ်က2ဖြစ်သွားမှာပေါ့နော်။နောက်ကမိုင်းနဲ့3 by 2ကလည်းမိုင်းနဲ့2 by 3ဖြစ်သွားမယ်။အပေါ်ကထန်ညွန်းမိုင်းနဲ့3က3ဖြစ်သွားမှာပေါ့နော်။ဒါဆိုရင်နှစ်နှစ်ထက်ကလေးပေါ့နော်။သုံးနှစ်ထက်က9။နောက်မှနှစ်သုံးထက်က8။သုံးသုံးထက်က29ဖြစ်ပါတယ်။ ဒါဆိုရင်ဘိုင်းကျင်တစ်စုပ်ကိုဖျားကိုယ်ကိုသုံးနှမြောက်မယ်လေးကိုလည်းသုံးနှမြောက်ပါမယ်နော်ဒါပြီးဘိုင်းကြီးတူသွားပြီဘိုင်းကြီးတူသွားဆိုရှယ်ရိုးစနစ်တရားရှိလို့တော့လေးကြရယ်ပေါ့နော်ဒါဆိုရင်4ဘိုင်း27ဖြစ်ပါတယ်ဟုတ်ကဲ့နံပါတ်20စနစ်ဘိုင်းစနစ်က25 power 0 plus 5 power 0 into 25 power 0 minus 5 power 0ဒါဆိုရင်ကျတို့ကထန်ညွန်းနေတွေက0တင်လို့ရှိရင်1ရမှာပေါ့နော်ဒါကြောင့်မို့ရှေ့ကခင်ဗျား1 plus 1ဖြစ်ပါတယ်နောက်ကခင်ဗျားကျတော့1 minus 1ဖြစ်ပါတယ် က်တဲ့နဲ့ပေါ့တော့နှိရတယ်တတိယတင်းတော့သုံးရပါတော့နော်။ဟုတ်ကဲ့နှိမြောက်စီသုံးရဆိုရင်နှိသုံးရီသုံးရပါ။ဘာလို့ကနံပါတ်ဆက်ဟာနံပါတ်73ပေါ့နော်။နှိနှစ်ထပ်ပေါ်မှာနှိနှစ်ထပ်ပေါ်မှာ -3 ဖြစ် -3 နားရဆိုလို့ရှိရင်နှိနှစ်ထပ်နဲ့နော် -3 နားရဆိုရပါတော့မြောက်ပေးရပါတယ်။အချိန်ချင်းတချင်းချင်းမြောက်ပေးရတယ်။အရင်ကကြတော့ကျတော့3နဲ့ -3 နဲ့2နဲ့ -3 နဲ့ညှိုက်တဲ့အခါမှာ2ပါဝါ -3 ရပါတယ် အဲ့ဒါကိုကျွန်တော် minus ပြောက်ရှင်လို့ရှိရင် pine 2ကိုပို့လိုက်မယ်1 by 2 power 6ကျွန်တော် 1+1 ပဲပေါ့နော်2 6တော့ကကျွန်တော်ဘယ်လောက်ရလဲဆိုရင်64ရပါတယ်ဟုတ်ပြီ number 64ပါ number 64ရကြတော့လဲအတိုင်းပဲ10 power minus 3 power minus 2ဒါရင်ကျွန်တော်ကထင်ရင်းပေါ်မှာထင်ရင်းရှင်လာလို့ရှိရင်ထင်ရင်းချင်းချင်းမြောက်ပေးရတယ်10 power minus 3 power เอ่อ minus 3နဲ့ minus 2လို့ညှောက်တယ်။ဒါတက္ကမှာဒီ3 4 6အနုနုနုနဲ့ဆိုတော့အပေါင်းထူတယ်ကွာ။ဒီ10 power 6 ။မြန်မာဝါစစ်သူကဒီဟာတင်ညာချောင်းနေကြတာပါ။နံပါတ်15ကလည်းအဲ့ဒီတိုင်းပါပဲเนาะ။နံပါတ်15ကလည်းဒီထင်ကျုံမှာထင်ကျုံစင်နာပါတယ်။ -4 ပြီးသက်ပါပါ -3 ပဲเนาะ။ဒါဆိုရှင်အဲ -4 နဲ့ -2 နဲ့ကိုဆိုတာမြောက်ပေးရမယ်။ပိုင်းချင်းနှစ်ကိုပြရင်းပေါ့เนาะ။ဒါပြင်း -4 နဲ့ -2 နဲ့မြောက်တဲ့အခါမှာရင်းနဲ့လေး၈ပေါ့ +8 เนาะ။နှစ်၈တက်ပေါ့เนาะ။ဒီစစ်တော့ကျွန်တော်အမြောက်တက်ကမှာ956ရပါတယ်။ နောက်ပြီးတော့နံပါတ်16ပါနံပါတ်16မှာဝမ်မိုင်းသတိ၄တက်ရယ်3 by 2၄တက်ရယ်ဖြစ်ပါတယ်။ဒါဆိုရင်ဝမ်မိုင်း3၄တက်ဆိုတာက1၄တက်နဲ့3၄တက်ဖြစ်ပြီးတော့နောက်3 by 2၄တက်ကလည်း3၄တက်နဲ့1၄တက်ဖြစ်ပါတယ်။အဲဒီမှာဒီလိုပါမိတ်မှာရှိတဲ့3၄တက်နဲ့ပါချီမှာရှိတဲ့3၄တက်ခြေတယ်ခြေတက်ကမှဒီ block channel ဆိုရင်1 by နော်2 to the power 4ကျန်ပါတယ်။ဒါပြင်1က1ပဲဒီလို1၄တက်ကကျတော့16ရပါတယ်။2၄တက်က16ပါ။အဲ့မှာနံပါတ်16 အမတ်ဆက်ဖို့မှာ125ကို300တင်ထားတယ်125ကိုလည်း300တင်ထားတယ်နောက်တော့ကျေတော့ပေါင်းပြီးတော့ရေးပြီးတော့ထန်ရင်းတစ်ခုလည်းရေးလို့ရပါတယ်ဟုတ်ကဲ့ဒါနဲ့ဆက်ငါပုံမှန်ရေးမယ်125အောက်မှာရေးမယ်ပုံမှန်300တစ်ခုပဲတင်ရနေပါလားအဲ့ဒီမှာကျေတော့125ကိုအပေါ်နောက်နဲ့25နဲ့တင်မယ်25 9 125 25 4ဒီက125ဒါဆိုရင်5 by 9 300ရပါတယ်ဒါဆိုရင်9 300က125ဖြစ်ပြီးတော့4 300ကတော့925ဖြစ်ပါတယ် ဒါတော့နံပါတ်16ပါနံပါတ်18ပါပေါ့နော်နံပါတ်18က minus 7 minus 4ဟိုမှာဒီလို minus 3တင်ထားတယ်အဲဆိုလို့ရှိရင်ဒီလိုကဟိုက minus 3ကိုကြောက်ရှင်ရင်ဘာမြန်လဲပေါ့နော်အဲဒီ minus 7 minus 4ကနေ minus 4 minus 7ဖြစ်သွားပါပြီဒါဆိုရင်အဲမှာဒီလိုကနော်၄တုံးတက်၄တုံးတက်အဲ့ပေါ်က၃တက်က၄နဲ့လဲဆိုင်တယ်၇နဲ့လဲဆိုင်တယ်၃တက်ဖြစ်တဲ့အတွက်အနောက်ဝင်းမှာမာလင်းဖြစ်လို့ရှိရင်ဒီလိုပါတော့အနောက်လည်းပဲပြန်ထွက်မှာဖြစ်ပါတယ်ဒါဆိုရင်၄တုံးတက်က၄၄၆၆ စစလေး64ပေါ့နော်ဒါကအဲခွန်သုံးတက်ကကြတော့ခုနှစ်ကို300မျက်တက်ခါမှာ343ရပါတယ်အဲ့ဒီမှာအနောက်ကဒီရိုင်းထားလို့ရရတယ်ဒီရှိမှာပဲတစ်ခါတန်းထားလို့ရရတယ်နော်အနောက်က၄ပါးထားလို့ရခုနှစ်မှာထားလိုက်တယ်ဒါမှမဟုတ်လေအောင်တက်တက်မှာထားလို့ရတယ်နော်အဲ့ဒါကိုစမ်းမရှိပါဘူးနောက်ကနံပါတ်16ပါနော်ငါးငါးတက်ရဲ့1 by 15ငါးတက်ရဲ့3ငါးတက်ဒါတို့ကျတို့ကအကုန်လုံးကငါးတက်တွေဖြစ်တဲ့အတွက်တစ်ခုတည်းကိုစုထားလိုက်မယ်ဘုန်းတစ်ခုတည်းမှာကိုစုထည့်လိုက်မယ်ဘောကနေငါးတက်တင်လိုက်မယ်နော် 5 into 1 by 50 into 3ပေါ့เนาะဒါဆိုလို့ရှိရင်ဂျုံ9နဲ့15နဲ့ကိုရင်းရှင်းမယ်9တင်9 9သုံး25ငါက3နဲ့3နဲ့ဆက်ချင်းလိုက်မယ်ဒါဆိုရှင်တစ်ပဲဂျုံပေါ့တင်9တက်ပါတင်9တက်ကကျတော့ဘယ်လောက်ရတော့ဆိုရင်9ပေါ့အဲတစ်ပဲပဲเนาะတစ်ပဲရတစ်ကိုဘယ်တော့ကညံ့မြောက်တစ်ပဲရပါတယ်ဒါစကိုးပြီးတော့ဂျုံ20ပါ20ဟောဘက1 by 21 to the power 4ပေါ့เนาะလို့ပြီးတော့ into 7 power 4 အခုကတူရတဲ့ရေရပါတော့တကူတကူတန်းမှာကျွန်တော်ရေးလိုက်မယ်1121 9နဲ့9ကိုဝင်းနဲ့မှရေးပြီးတော့၄၀ကိန်းကိုအပေါ်မှာတစ်ခါရဲတကူဝင်းပေါ်မှာတစ်ခါရဲတင်လိုက်မယ်နော်ဒီနည်းလမ်းမှာကျွန်တော်9နဲ့21နဲ့ကိုကျင်းမယ်9 3 21ဒါဆိုရင်ကျွန်တော်က1/3လေးတက်ပေါ့နော်ဝမ်မကြီးလေးတက်ရပါတယ်ဝမ်မ3လေးတက်ဆိုတော့ကတိလေးတက်ကတိရပြီးတော့3လေးတက်ကကျော်80တက်ရပါတယ်ပြီးတော့ကျတော့27ပါเนาะ27မှာ5/3 3တက်နဲ့เนาะ9/16ရပါတယ်ဒါဆို5/3 3တက် ိုးဆိုတာကဒီမှာတော့၃နှစ်ထက်၁၆ကတော့၄နှစ်ထက်ပေါ့နော်အဲ့ဒါကိုကျိုးပြင်ပေးလိုက်မယ်ဒီတဲ့ခါမှာကျတော့ကတစ်ချက်တူတာဖြစ်တဲ့တဲ့အဲခွင်းထဲမှာဂွလူခုလည်းကိုပေါင်းရင်းလိုက်မယ်မမှန်တူနေတူပိုင်ဖို့ဒီရ3ရက်3ရက်ကြီးတော့ကျတော့5.4နှစ်ထက်ကျန်ပါတယ်ဟုတ်ကောနော်၅နှစ်ထက်ကကျတော့ကျတော့25ပြည့်ပြီးတော့၄နှစ်ထက်ကတော့16ပါနောက်ကကျတော့22ပေါ့နော်22ကပါထန်ရုံးမှာထန်ရုံးစင်လာတဲ့အချိန်မှာအဲ့ဒါကိုအဲ၃၅တက်နဲ့ကျတော့ပြန်စားတယ်ပေါ့နော်ဒါဆိုရင် အဲတညိုးကတညိုးစီတော့တညိုးစီမြောက်ပြရတယ်မိုင်းနဲ့ဒုနဲ့မိုင်းနဲ့ဝန်းနဲ့မြောက်မယ်မိုင်းနဲ့ဒုနဲ့မိုင်းနဲ့ဝန်းနဲ့မြောက်တော့ကျတော့2ရတယ်ဘောနော plus 2ရတယ်ဘာလို့လဲမိုင်းနဲ့နဲ့မိုင်းနဲ့နဲ့ဆိုရင်ပေါင်းပြမှာလေနှစ်တက်လေးက2ဒါဆိုရင်ကျတို့အခြေတူပြီးစားရပြီးတော့တညိုးနေနှုတ်ပြရမယ်နှစ်ထက်က9နှုတ်တော့ကျတို့က3ရတယ်အမအနှုတ်ကကြီးရတဲ့မိုင်းနဲ့3ပါဟုတ်နော်အဲ3ခုမှာမိုင်းနဲ့3တင်လာလို့ရှိရင်ကျတို့ကပိုင်းချီမှာရေးပြလိုက်မယ်သုံးသုံးတက်ဆိုတာကကျတော့ဘယ်လောက်လဲဆိုရင်20ခုမှာ1 27ရပါတယ်ပြီးတော့ကျတော့23 23ကကျတော့ เนาะคุณนี่7 power minus 8 by 3 power minus 8เนี่ยอะห่าโหยูซ้ํา5 by 3 power minus 8เนาะဒါလို့ရှိရင်ကျွန်တော်ကအဲ့ဒီမှာနော်ကျွန်တော်အနှုတ်တွေကိုပြောင်းချင်လို့ရှိရင်ဟိုပါလေဒီပိုင်းဝင်နဲ့ပိုင်းရှင်တို့အပေါ်နဲ့အောက်နဲ့နော်ချိန်ရတယ်ပေါ့နော်အရင်3 power 8က -8 က3 power 8ဖြစ်ပြီးတော့ပိုင်းဝင်ပေါ်ရောက်သွားမယ်7 power -8 က7 power 6ဆိုပြီးတော့ဒီပိုင်းကြီးကိုရောက်သွားမယ် နောက်ကနောက်ကအစားရဲ့နောက်ကလည်း7 by 3 power -6 minus 6ကိုပြချင်လို့ရှိနေတယ်ကျတို့ကအပေါ်နောက်တော့3 by 7ဆိုပြီးတော့အဲလုပ်လိုက်မှာပေါ့နော်အဲ3 by 7ဆိုပြီးတော့ရလာပါတယ်ဒါပြင်ကျတို့အခြေတူမိစားရစားရဖြစ်ရတဲ့ထန်ကျင်းနေနော်အဲ့ဒီမှာအဲ3 by 8အက5 by 6ပေါ့နော်နောက်ကဟာကြကျတို့အစားကိုအမြပြောင်းမယ်အဲ့ဒီမှာ3 by 6တဲ့ခုနှစ်ကရဲ့6တဲ့အစားကိုအမြပြောင်းပြန်ပြန်လိုက်မှာဖြစ်တဲ့ပဲ3 by 8ရောက်သွားပြီးတော့ခုနှစ်ကအပေါ်ရောက်သွားမယ်6တဲ့တွေကတော့အတူတူပဲပေါ့နော် ါဆိုရင်9.6တက်နဲ့9.6တက်နဲ့ကြည့်ပါမယ်။ဒါဆိုရင်38တက်နဲ့36တက်နဲ့ကြည့်မယ်။အခြေတူပြီးစားရဖြစ်တော့ထန်ညွန်းနေနှုတ်ပေးရမယ်။8တက်ကချက်လို့တော့ထန်ညွန်း2ကျက်တယ်3 square 3 square ဆိုတော့3တက်3တက်က3တက်ခါနှောက်ရဖြစ်တဲ့4ရပါတယ်။ဟုတ်ကဲ့နော်နောက်ပြီးတော့24ပါ။အစက်လေးရကြတော့4 power 5 divided by 4 power minus 3ကိုမှကျတော့ minus 1တင်ထားတာပေါ့နော်အဲဒါအဲ့ဒါကိုတစ်ခါထပ်ပြီးတော့၄နဲ့၄၃နဲ့တစ်ခါထပ်စားမယ် ဲ့ဒီမှာကျွန်တော်ရှိရခင်ရလာကိုပေါ့ပါဖိုက်ကားတွေရမ်းပြင်ရင်းမယ်အစားပြင်ရင်းမယ်ထန်ညုံမှာထန်ညုံစစ်တာဖြစ်တဲ့တည်းထန်ညုံကြီးကြီးမြောက်မယ်မိုင်းနဲ့3နဲ့မိုင်းနဲ့1နဲ့မြောက်မယ်နော်မိုင်းနဲ့3နဲ့မိုင်းနဲ့1နဲ့မြောက်တဲ့အခါမှာပလတ်3ရတယ်ဟုတ်နော်ဒါကအနှုံနှုံနှုံလဲဆိုအပေါင်းဖြစ်သွားတယ်ပေါ့ဒါသူရင်ကျွန်တော်အခြေတူပြီးစားရဖြစ်တဲ့တည်း၄လောက်ကနေမှာအခြေတူပြီးစားရဖြစ်တဲ့ထန်ညုံကြီးနှုတ်မယ်ထန်ညုံကြီးနှုတ်တဲ့အခါမှာ9ရက်3လို့တော့ကျွန်တော်ထန်ညုံနှစ်ထပ်ကျင်အဲ့ဒါသူရင်ဒီ၄လောက်ဝင်ပြုတ်သွားတဲ့အခါမှာနောက်ကအစား ီပိုင်းတော့မှအားလေးပါတယ်လေးသုံးတက်တယ်နော်ကိုကျူပါဒါချင်းကျတို့ကမှအချင်းကြီးစားရပြီးတော့ထန်ချင်းရင်တော့ပဲနေတဲ့ကနေတော့တော့နေတဲ့ကနေတော့ရင်ကျတို့ဘာကြံလဲဆိုရင် -1 ကျင်တယ်နော်ဘာလို့လဲဆိုတော့အဲနှုတ်ခင်းနဲ့ပေါင်းရင်မှအနှုတ်ခင်းရဲ့ကြီးနေတဲ့ -1 ပဲ -1 ကိုပြောချင်ရင်1 by 1 by 4ပေါ့နော်1 by 4ပါအဖြစ်ရဲ့နောက်တစ်ခုကနံပါတ်25နံပါတ်25က -3 by 4ကိုသုံးတက်တင်ရတယ်နောက်က မနက်ဗီဘိုင်ဖို့ကိုငားတဲ့တင်တာလေအဲ့ဒါကတော့ငါက9 by 16 power simulation စားပြရတယ်အဲ့ဒါလုံးတဲ့ခါမှာရွှေရခင်းကိုညိုင်းပြင်ရင်းမယ်6ဆိုတာဂျိုက3နှစ်ထပ်ပါ16ဆိုတာကဂျိုက4နှစ်ထပ်ပါနော်အရှိရခင်းကအခြေတူကြီးများတာပြီးတော့ထန်ညွန့်ကြီးပေါင်းရမယ်3နဲ့5နဲ့ပေါင်းရင်ဒါဆိုရင်အရှိရသူဝင်လေဒီတော့ဝင်နေက minus 3 by 4 power 8ရပြီးတော့နောက်ကကျတော့2 by 4 power 2 by 6နော်2 by 4ပေါ့ဟို2နဲ့6နဲ့ပြထန်ညွန့်ပေါ်မှာထန်ညွန့်စင်တာပေါ့နော် တော့ဇီဝနှစ်နဲ့ချောင်းလက်မြောက်ပေးရပါတယ်အဲ့တော့နှစ်ချောင်းတွေကစနစ်ဖြစ်ပါရယ်ဗောနဒါပြင်ကျိုးအခြေလဲတူပါပြီစားရတာဖြစ်တဲ့အဲရှီတဲကနေစနစ်ကိုနှုတ်ပြရပါမယ်ရှီတဲကစနစ်ကိုနှုတ်ပြတာမှာအနုတ်ကကြီးရတဲ့အနုတ်ကင်းရထွက်မယ်အနုတ်လေးရပါတယ်ဗာ3ပိုင်းဘောပါဝါ -4 ဗောနဒါပြင်ကျိုးက -4 ကိုပြောင်းချင်လို့ရှိရင်ကျိုးပြောင်းမြင်လမ်းမယ်4ပိုင်း3ပါဝါ4ဗောနဒါပြင်6လက်ကကျတော့256ရပြီးတော့3လက်ကကျတော့87ရပါတယ်အဲ့လိုအဖြေတာ ညာတဲ့ကြောင့်2 by 256 by 81ရပါတယ်နော်ဒါဆိုရှင်ဒီလေ့ကျင့်ငယ်2.5ကတော့နံပါတ်25ပြီးပါပြီစိုးရီကြီးတွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်